ျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါခင်ဗျာအခုကြောက်ရောက်လာမဲ့1389ခုနှစ်တနစ်တာလုံးမှာအင်္ဂါသတိများအားလုံးအတွက်ရှောင်းရံဆောင်ရံလေးဖြစ်ပါတယ်ခင်ဗျာကျွန်တော်ကတော့လဲမြအောင်ဖြစ်ပါတယ်အခုကြောက်ရောက်လာမဲ့1389ခုနှစ်အတွင်းအင်္ဂါသတိများအားလုံးဟာစီးပွားရေးလူမှုရေးကျန်းမာရေးအိမ်ဆောင်ရေးတွေမှာအခြေရေးတွေမှာအထူးကောင်းမွန်နေတဲ့နှစ်ဖြစ်ပါတယ်เนาะအဲ့တော့အင်္ဂါသတိများအနေဖြင့်စီးပွားရေးလုပ်တဲ့နေရာမှာစီးပွားရေးလုပ်ငန်းတွေတိုးချဲ့တာမျိုးတွေစီးပွားရေးလုပ်ငန်းတိုးချဲ့ဖို့အတွက် ရည်မှန်းထားတဲ့လူတွေရဲရင်းနဲ့ချဲ့တဲ့နှစ်ဖြစ်ပါတယ်နော်ဒီနှစ်မှာစီးပွားရေးအောင်မြင်တိုးတက်မဲ့နှစ်တစ်နှစ်ဖြစ်ပါတယ်နော်လူမှုရေးမှာဆိုလို့ရှိရင်လည်းကိုယ့်ရဲ့ပတ်ဝန်းကျင်အတိုင်းဝန်းကကိုယ့်ကိုကူညီဆောင်မမှုတွေကြုံတွေ့ရတာမျိုးတွေကိုယ့်ကိုအကြံကောင်းညံကောင်းပေးမဲ့လူတွေနဲ့ကြုံဆုံတွေ့ရတဲ့နှစ်ဖြစ်ပါတယ်နော်အဲ့တော့ကျမ်းမာရေးအနေနဲ့ဆိုလို့ရှိရင်ဒီနေ့မှခရိုင်းနစ်ကကျမ်းမာရေးမကောင်းတဲ့လူတွေဆိုလို့ရှိရင်ဒီနေ့ထက်မှကျမ်းမာရေးပိုပြီးကောင်းလာတာမျိုးတွေဖြစ်ပြီးတော့တက်တက်ကြွကြွလလန်းဆန်းဆန်းဖြစ်လာတာမျိုးတွေလည်းကြုံတွေ့ရတတ်ပါတယ်နော် ိမ်တော်ကြီးမှာဆိုလို့ရှိရင်လည်းခါတိုင်းရတယောက်မျက်နှာတယောက်မကြည့်ကြည့်ရင်လောက်မုန်းနေတဲ့အိမ်တော်ကြီးတွေဟာဒီနှစ်ထဲမှာပြန်ပြီးတော့တယောက်နဲ့တယောက်ချီးချီးကင်ကင်ကျဉ်ကျဉ်နန်းနာဖြစ်လာပြီးတော့စီးပွားရေးလုပ်ငန်းလေးတွေပါတိတိကျကျတိုးတက်လာတာကိုတွေ့ရမှာဖြစ်ပါတယ်နော်ဒါကြောင့်မလို့အိမ်တော်ကြီးကဒီနှစ်ကအမတန်ကောင်းတဲ့နှစ်ဖြစ်ပါတယ်နော်ပျော်ရွှင်စရာကောင်းတဲ့အိမ်တော်ကြီးတွေလည်းဖြစ်လာပါလိမ့်မယ်နော်အခြေရေးမြေတားကြီးတွေဆိုလို့ရှိရင်လည်းထုံနေတူသွားပါပဲဒီနှစ်ထဲမှာခါတိုင်းနှစ်ကမကောင်းတာတွေရှိခဲ့လို့ရှိရင်ဒီနှစ်မှာပြန်ပြီးတော့တိတိကျကျကောင်းလာတာမျိုးတွေ ပျော်ရွှင်စရာတွေဖြစ်လာတဲ့အမျိုးတွေကြုံတွေ့ရတတ်ပါတယ်ပျော်ရွှင်စရာခရီးတွေလည်းတွားရတတ်ပါတယ်ဗျာနော်အဲ့တော့1389ခုနှစ်တနစ်တာအတွင်းမှာအင်္ဂါသာသမီများဟာကံကြမ္မာနေထားရကံကောင်းတဲ့နှစ်တစ်နှစ်ဖြစ်နေတာဖြစ်တဲ့အတွက်ဒီနေ့တက်မှာစီးပွားရေးလူမျိုးကြမ်းမာရေးအိမ်တော်ရေးအခြေရေးတိတိတသာအောင်မြင်ဖြစ်ထွန်းကံကောင်းလာမှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ဒီနေ့တနစ်တာလုံးမှာအင်္ဂါသာသမီများဟာအထူးကောင်းတဲ့နှစ်ဖြစ်တဲ့အတွက်ဘာသာရေးကိုခါတိုင်းနေတဲ့ပို့ပြီးတော့ပြုလုပ်တင်ပါနဲ့နော် အဲ့တော့ကောင်းတာတွေကောင်းတဲ့ပိုကောင်းလာအောင်ဆိုလို့ရှိရင်အင်္ဂါနေ့မနက်9:45မိနစ်မှာကိုယ့်ရဲ့နေရင်ဖျားမှာမြတ်စွာဘုရားရှင်ကိုရွက်လာ18ညွန့်လှူပြီးတော့ကိုဖိကျင်တဲ့ဆန္ဒကိုလေးနဲ့လေးနဲ့လေးလေးနဲ့နဲ့ဆူတောင်းပေးခြင်းအဖြစ်တိတိတသာပို့ပြီးတော့ကောင်းလာတာကိုကြုံထုံတွေ့ရမှာဖြစ်ပါတယ်เนาะဒါကျွန်တော်မိတ်ဆွေတွေအားလုံးကံပွင့်စံပွင့်လက်လာပါပြီးပွန်းလန်းကြပါစေเนาะ